မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွင့်ပြန်ကြားသတင်းမှတ်များစီစဉ်ကနေဒီကနေ့မှထုတ်လွင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းတူသတင်းမှတ်နှစ်ပုဒ်ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်။ ပထမဆုံးတစ်ပုဒ်အနေနဲ့စင်ကူးမျိုးနဲ့မာလဲနဲ့တောင်စဲနဲ့ကြေးရွာသုံးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်အဆောက်အုံအများပြပျက်စီးခဲ့ကြောင်းတရားဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့နယ်မာလဲနဲ့တောင်စိန်နဲ့ကြေးရွာ၃ရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အဆောင်အုံအများအပြားပျက်စီးခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမြေခံလုံခြုံရေးတာဝန်ရှိသူတအူကိုဆက်သွယ်မေးမြန်းချက်အရအဲ့ဒီသတင်းဟာမှန်ကန်မှုမရှိကြောင်း တမ်ရောအနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်များနဲ့နေမြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကိုသာဆောင်ရွက်လျက်ရှိပြီးစည်ရည်ပြင်းမမဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုတွေမရှိကြောင်းအကြမ်းဖက်အားပြီးပြည်ဖြတ်မီဒီယာတွေအနေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူများအထင်အမြင်လွဲမှားစေဖို့ရည်ရွယ်ပြီးအခုလိုမဟုတ်မမှန်သတင်းတွေကိုရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တစ်ပုံအနေနဲ့သုံးဘက်ကျော်အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေအိမ်900ဝန်းကျင်ကိုမိရှို့ပြီးဒေသခံ16ဦးကိုတပ်ဖြတ်ခဲ့ကြောင်းသတင်းမာတွေရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေတိုင်းဒေသကြီးရေစကြိုမြို့နယ်ရေလေကျွန်းဒေသမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအခုလ၂ရက်မှ၂၄ရက်အတွင်းနေအိမ်900ကျော်မိရှို့ခဲ့ပြီးဒေသခံ16ဦးကိုတပ်ဖြတ်ခဲ့တယ်လို့တရားဝင်ပြည်ဖြတ်မီဒီယာတွေက ြည်သူအများစိုးရိမ်ကြောက်လန့်စေရန်တရင်တူတရင်မာတွေကိုရေးသားဖြန့်ဝေလျက်ရှိတာကို တွေ့ရှိရပါတယ်။ဒီတရင်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဲ့ဒီတရင်ဟာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရေးစကြိုမျိုးနဲ့အတွင်ပြည်သူများအေးချမ်းစွာလုတ်ကင်နေထိုင်နိုင်ရဲ့အတွက်လိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းတွေကိုပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းအကြံဖက်သမားတွေကသာသူတို့ကိုထောက်ခံအားပေးမှုမရှိတဲ့ကြေးရွာရက်ွက်တွေကိုမိရှို့ဖျက်ဆီးခြင်း ်လက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများဒေသခံပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းများလှုံ့ဆော်ရရှိကြောင်းတရားဝင်ပြည်ဖြတ်မီဒီယာတွေအနေနဲ့အကြမ်းဖက်သမားတွေရဲ့လုပ်ရက်တွေကို ဖုံးကွယ်ဖို့နဲ့ပြည်သူများအနေဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်အထင်အမြင်လွဲမှားစေဖို့အခုလိုမဟုတ်မမှန်လှုပ်ကြံရေးသားနေခြင်းသာဖြစ်တယ်လို့သိရှိရပါရဲ့ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်ဆိုရနဲ့တက်မတော်ပါဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေဂျင်စီနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွေရပေါ်မှာသတင်းတူသတင်းမားများကိုရည်ရွယ်ချက်ရှိရှိလုံခြုံရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှတ်များကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။